ချစ်ချစ်တင်တာခေတော့ဖာဖာရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်အတွင်းမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေနဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တပ်တွေအကြားစစ်ရေးတင်းမာမှုဖြစ်ပွားနေပါတယ်။လာရှုံမြို့နယ်အတွင်းမှာရှိတဲ့ဟန်နာနဲ့နားလိုက်ကျွရအနီးမှာဇွန်လ၂ရက်နေ့ကစပြီး နှစ်ဖက်သက်တွေအကြအင်အားဖြည့်တင်ပြီးစောင့်ကြည့်နေကြတာဖြစ်တယ်လို့သိရပါဗျ။အမင်းနှစ်ဖက်ဇလုံးတော့အနေထားတော့တတိထားရမယ့်အခြေအနေလည်းမီးတော့ရှိတယ်ရှိတယ်ပေါ့ဗျာ။ဒီအနေထားတော့ပြင်းတော့ပြင်းစင်ထားတော့ဒီကြီးတွေကတော့သူတို့ဒီဟာမဖြစ်အောင်သူတို့ထင်းနေလို့ပြောတယ်။ဒါပေမဲ့အောက်ဘက်မှာတော့အခြေအနေတော့အဲ့လိုဖြစ်တာတော့ရှိတယ်ပေါ့နော်။အခုစီရေးတင်မာနေတဲ့နေရာမှာနှစ်ဖက်သက်တွေအကြဇွန်လတရနေ့ရတိုက်ပွဲဖြစ်ပွားခဲ့ပြီး80တိုက်ပွဲကြောင့် MNDAA ဘက်က၈ဦးတည်ဆုံခဲ့ရလို့ SSPB ကထုတ်ပြန်ထားပါတယ်။နှစ်ဖက်သက်တွေအကြားဇွန်လတရက်နေ့ရဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ SSPB SSA တပ်တွေစစ်ကြောင်းထွက်ချိန်နားလည်ရွာအနီးမှာ MNDAA တပ်မအမှတ်631လက်အောက်ခံတပ်တွေကခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ရတာလို့ SSPB ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်စဉ်အပါအဝင်လက်ရှိစစ်ရေးတင်းမာနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး MNDA ဘက်ကတုံ့ပြန်ရှင်းလင်းမှုမတွေ့ရသေးပေမဲ့ဇွန်လ၃ရက်နေ့တိုက်ပွဲဖြစ်ပွားပြီးရဲ့နောက်နှစ်ဖက်သက်သွင်းအင်အားဖြည့်တင်းပြီးအပြန်အလှန်စောင့်ကြည့်နေကြတဲ့အခြေအနေဖြစ်တယ်လို့သိရပါဗျ။အခုချိန်ကအပြောင်းလဲကာလဖြစ်တဲ့အရင်နဲ့မတူတဲ့အပြောင်းလဲပေါ့။အရင်နဲ့မတူတဲ့အပြောင်းလဲဆိုတာကအရင်စစ်တပ်ကအုပ်ချုပ်နေတဲ့အချိန်မှာကိုကန်းကလည်းပျောက်ကြား PLN ကလည်းပျောက်ကြား SSPP ကလည်းပျောက်ကြား PNA ကလည်းပျောက်ကြားအဲ့လိုပျောက်ကြားနေတဲ့အချိန် အခုကမဟုတ်ဘူးကိုကန်တို့ TNNA တို့ KIA တို့ကသူ့နေတဲ့သူထိန်းချုပ်နိုင်တဲ့နေရာဖြစ်သွားပြီးတော့ SRPB ကအဲ့ဒီလိုမထိန်းချုပ်နိုင်ပဲကြောက်ကြားပဲနေရတဲ့အခြေအနေမျိုးမှာနေမီပြဿနာပေါ်လာတာပေါ့ဒါကတိတ်မထူးဆန်းပါဘူးပြိပခတွေရှိပြီးတော့ရေချီမာတော့ဖြည့်ရှင်းသွားရမှာပါချက်ချင်းလက်ငင်းကြီးကတော့ဖြည့်ရှင်းလို့ရချင်မှရမယ်ရေချီမာတော့ဖြည့်ရှင်းလို့ရမှာပါ SSPB နဲ့ MNDAA တို့ဟာအင်အားကြီးတိုင်းရင်းသားလက်နက်ကန်ခုနှစ်ဖွဲ့နဲ့စုဖွဲ့ထားတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်ကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA, TNLN, KIA, SSPB တို့အပြင်စစ်ကောင်စီတပ်တွေနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေလှုပ်ရှားပါတယ်။လာရှုံမြို့နယ်အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA တအံအမျိုးသားလူမျိုးရေးတပ်မတော် TNLN အရခတတ်တော်အေအေတို့ကတစ်တုံရနှစ်ခွန်စစ်စင်ရေးပထမပိုင်းဒုတိယပိုင်းဖော်ဆောင်ပြီးစစ်ကောင်စီတပ်တွေကိုရှမ်းပြည်နယ်မြောက်ပိုင်းကနေတိုက်ထုတ်ခဲ့ကြပါတယ်။တစ်တုံရနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာ MNDAA တပ်တွေဟာ SSPP SSA အုပ်ချုပ်နေမြေအသွင်ဝင်ရောက်လာမှုကြောင့်2025ခုနှစ် April 28ရက်နေ့နဲ့29ရက်နေ့အတွင်းနှစ်ဖက်စစ်ရေးထိပ်တွေ့မှု၈ကြိမ်ဖြစ်ပွားခဲ့ပြီးရုံးရင်းဆန်ခတ်ထိုးကျိတ်ရိုက်နှက်ဖမ်းဆီးမှု24ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဧပြီ30ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ SSPB ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်